ကမ္ဘာနိုင်ငံတွေအကြားဖြစ်ပွားနေတဲ့ကုန်သွယ်ရေးနိုင်ငံရေးစည်ရေးပဋိပက္ခတွေကြောင့်ပြည်တွင်းမှာရွှေဒေါ်လာနဲ့စက်သုံးစီစင်းနှုန်းတွေအဆမတန်မြင့်တက်မသွားစေဖို့မြန်မာနိုင်ငံအနေနဲ့ဘလို့ထိမ့်သိမ့်တင်တယ်လဲဆိုတဲ့အပေါ်စီးပွားရေးလိလသုံးသက်သူတွေနဲ့လုပ်ငန်းရှင်တွေကြားသုံးသက်မှုတွေရှိနေကြပါတယ်။လက်ရှိမှာအရှေ့လက်ပိုင်းဒေသမှာအီရန်နဲ့အစ္စရေးတို့စစ်ပွဲဖြစ်ပွားနေတယ်လို့အမေရိကန်နိုင်ငံမှာလည်းတမရဒေါ်နယ်ထရန့်ကိုကန့်ကွက်ဆန္ဒပြမှုတွေနိုင်ငံအနှံ့ပြားမှာဖြစ်ပွားနေတာပါ။အဲ့ဒီလိုပဲအင်းနီးချင်းနိုင်ငံတွေဖြစ်တဲ့ထိုင်းနဲ့ကမ္ဘောဒီးယားတို့ကြား နေဆက်ပိုင်နဲ့အငင်းပွားမှုကြောင့်တင်းမာနေသလိုအိန္ဒိယနဲ့ပါကစ္စတန်ကြားမှာလည်းအကြမ်းဖက်မှုကိစ္စနဲ့ပတ်သက်ပြီးတင်းမာနေကတရုတ်နဲ့အိန္ဒိယကြားမှာလည်းနေမြေပိုင်နဲ့အငင်းပွားမှုကြောင့်တင်းမာလျက်ရှိနေတာပါ။အီရန်နဲ့အစ္စရေးစစ်ပွဲဟာကမ္ဘာရေနံနဲ့ရွှေဈေးကိုတက်ရောက်မှုများပြားစေနိုင်ပေမဲ့လည်းနှစ်ဆက်ကအနေနဲ့ဒေါ်လာဈေးကွက်တစ်ခုတည်းကိုသာထိန်းချုပ်နိုင်မှာဖြစ်တယ်လို့စီးပွားရေးလိလသုံးသက်သူတဦးက CNN သတင်းဌာနကိုပြောပါရယ်။ဒီနားတော့မလို့ဘူး။ဒီနားတော့ကမ္ဘာတကယ်ဒီနားဟောရ subline လောက်ဒီမှာ ဖြစ်နိုင်ခြင်းဆိုတော့မြန်မာပြည်ကြီးမဟုတ်ဘူးဒီနာကတော့တခြားနိုင်ငံကြီးတော်မှာဒီလိုအဲမထင်ရှားနိုင်ထင်ရှားထက်ခဲ့တယ်အဲဒါဒေါ်လာဝန်းကျင်တော့ဒါဒီ policy ဘိုင်းနဲ့မြန်မာပြည်ဆိုင်ပါ policy နဲ့ထင်ရှားရတယ်ဘာလို့ဒေါ်လာကဟိုရေနံနဲ့စာရင်းဒေါ်လာကရေနံတော့ဟိုမရှိမဖြစ်ဖြစ်ပြီးတော့မဟုတ်ဘူးဘာလို့ဆိုတော့ဒေါ်လာအစားအခုအဲရေနေရပါဒီအစီအစာတက်တယ်ရာ 嗯、这个安排车间，这里外地、呃、有安排车间，有内面的嘞，车间车间用啊，这个今年啊，高温天气哦，人难得干活，所以，就，那哆拉耶，伊那个嘛，包完红汤话的，就是于用加热，伊那话，可能说有汽车老师啊，那路抽车做，可能说没去做过，呃，阿你说哆拉耶，伊帮加热呢，啊？就是說 <music> အာဒေါ်လာကိုမိခိုးရတဲ့အချိန်ကလည်းအဲဒိတ်လိုင်းမျိုးလိုပေါ်ရင်းရအောင်အဲဆိုတော့နောက်ဘဝကြီးရဲ့ပုံပုံကိုကြည့်လို့ရှင်လေအဒီအဓိကဒီတဘာတန်းကြီးတဘာတန်းကြီးရယ်ကိုအင်ဂျင်နိုင်ငံတွေဆိုတော့အင်ဂျင်နိုင်ငံတွေရဲ့ငွေကြေးနဲ့ရတယ်အဆင်ပြေနေတယ်ဒီဒေါ်လာအပိုင်းကတော့ဟိုပြောလို့ရှင်အစီအစီနဲ့အချင်းမဲ့ဆိုရှင်ချိန်လို့ရတယ်အီရန်နဲ့အစ်စရေးစစ်ပွဲကြောင့်ကမ္ဘာရေနံဈေးအပေါ်မူတည်ပြီးပြည်တွင်းမှာလည်းဈေးနှုန်းလိုက်တက်မှာဖြစ်ပြီး ရေနံကိုအီရန်နိုင်ငံဘက်ကနေထုတ်လုပ်မှုကြားခဲ့ပါကဘယ်နိုင်ငံကတိုးပြီးထုတ်လုပ်မလဲဆိုတဲ့အပေါ်မှာမူတည်ရဲလို့ဈေးကွက်စည်းဝါးရေးကျွမ်းကျင်သူတွေကထောက်ပြကြပါဗျ။အဲ့ဒီလိုပဲလက်ရှိမှာကမ္ဘာရွှေဈေးဟာလည်းအတက်ဘက်ကိုရှောင်နေပြီးပြည်တွင်းမှာပြင်ပရွှေပေါက်ဈေးဟာတိ80နာကိုရောက်ရှိနေတာပါ။ဒါပေမဲ့လက်ရှိမှာတော့တက်ဆိုင်ရကလည်းရွှေလုံငန်းရှင်တချို့ကိုခေါ်ယူဆစ်ဆေးနေမှုနဲ့ရွှေလုံငန်းရှင်အတင်းကတတ်မှတ်ဈေးတို့ကြောင့်ရန်ကုန်နဲ့မန္တလေးကရွှေဆိုင်အများစုဈေးကွက်ပိတ်ထားရကြောင်းလည်းသိရပါဗျ။ အမေရိကန်ဒေါ်လာဟာကမ္ဘာဈေးကွက်မှာကျဆင်းလာနေပေမဲ့လေမြန်မာနိုင်ငံမှာတော့ပြည်တွင်းအခြေအနေနဲ့ငွေကြေးဖောင်းပွားမှုတွေကြောင့်ဒေါ်လာဈေးကိုတုံးသက်ရမလွယ်ကူဘူးလို့စီးပွားရေးလုပ်ငန်းရှင်ဦးအောင်ပြည်ဆောင်က CNN သတင်းဌာနကပြောပါတယ်။အာပြောမယ်ဆိုရင်တော့အမေရိကန်ကအခုချိန်မှာအရင်တော့အမေရိကန်ဒေါ်လာကိုကျွန်တော်တို့ကကမ္ဘာပေါ်မှာအဲဆန်နူနာပြပေါ့နော်ဒီကမ္ဘာလုံးဆိုင်ရာငွေကြေးအခြေအနေကျွန်တော်တို့အသုံးပြုပြီးတော့ရှိနေကြတယ်ဒါပေမဲ့လက်ရှိကာလမှာတော့အမေရိကန်ကိုယ်တိုင်နဲ့ ကျွန်တော်မြင်တယ်သူ့ရဲ့ဒီတီမတချို့မှာကျွန်တော်တို့ဆန္ဒပြမှုတွေနဲ့ရင်ဆိုင်နေရတယ်ထရန်ဆိုရကလည်းဟိုပြောရင်ကျွန်တော်နည်းနည်းဟိုဒီနေ့တစ်နေ့ရောက်နေတယ်ပေါ့နော်ဒီလိုမျိုးကျွန်တော်တို့အနေနဲ့လည်းနိုင်ငံတကာရေးချင်းတွေမှာကျွန်တော်တို့ဒီလိုချင်းချင်းမျိုးတွေမြင်နေရတဲ့အခါကျတော့မေဂန်ဒေါ်လာဖက်ပေါ်ကျွန်တော်တို့လက်ရှိမှာတော့ဒီရွှေဈေးနှုန်းကတော့ဖက်ဖက်မှာဖြစ်နေနိုင်တယ်ဒီမေဂန်ဒေါ်လာကလည်းအမေရိကန်နိုင်ငံရဲ့နိုင်ငံရေးစီးပွားရေးအခြေအနေပေါ်မှာမူတည်တာဖြစ်တဲ့အခါကျတော့ကျွန်တော်တို့ကတော့ဒီ ဒေါ်လာဈေးရွှေဈေးနဲ့ပတ်သက်လို့ကိုသုံးသပ်မယ်ဆိုရင်လက်ရှိကာလမှာတော့ရွှေဈေးကတော့အတက်မှာပဲရှိနေနေဦးမယ်ဒေါ်လာဈေးကတော့ကျွန်တော်တို့တည်ငြိမ်မှုရှိဖို့မမြင်သေးဘူးပေါ့နော်။ဘာကြောင့်လဲဆိုတော့အခြေအနေမျိုးမျိုးပုံမူတည်ပြီးတော့ကျွန်တော်တို့အပြောင်းလဲတွေဖြစ်နေတာဖြစ်တဲ့အတွက်ဒီဒေါ်လာဈေးနှုန်းတစ်ခုကိုတော့ကျွန်တော်တို့ကသုံးသပ်ဖို့သိပြီးတော့ဟိုမလွယ်ပါဘူးဗျာ။ဟုတ်လက်ရှိမှာတော့စသုံးစီစီဟာပြီးခဲ့တဲ့73ရက်နေ့ကဈေးဖြစ်တဲ့ဒီဇယ်တလီတာ2430ကျပ်မှာရှိနေပါတယ်။ဒါအပြင်ဒီကနေ့မနက်ရွှေဈေးမှာ16ပဲရီကို ြင်ပပေါက်စီ89ဒိန်9000ကျပ်မှာရှိနေပေမဲ့လေရွှေလုံငန်းရှင်အတင်းရဲ့တက်မှတ်ဈေးဟာ59ဒိန်သာရှိကြောင်းဒေါ်လာဈေးဟာလည်း4300ကနေ4500ကျပ်ချာမှာလဲပတ်နေကြောင်းပြင်ပပေါက်စီတွေအရသိရပါဗျာ